ားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့အင်းလေးကိုဆင်းมาဖြစ်ပါတယ်အခုကတော့မနေ့9ថ្ងៃထိုးပါပြီကျွန်တော်တို့ဆက်လီဆီယာနဲ့ချိန်ထားပါတယ်အခုရွှေညောင်သွားมาပါတော့ရွှေညောင်ကမှအင်းလေးကိုဆင်းมาဖြစ်ပါတယ်အလုံးပဲလိုက်ခဲ့ကြပါဦးခင်ဗျာဒီကလောကနေပြီးတော့အင်းလေးကိုသွားမယ်ဆိုရင်လမ်းနှစ်လမ်းရှိတယ်ကလောကလောကနေအောင်ပန်း ပြီးဟဲဟိုးအဲ့ဒီအထိကတော့အတူတူပဲဟဲဟိုးကနေကျော်လာပြီဆိုရင်တော့နှစ်လမ်းကွဲသွားတယ်ပထမတလမ်းကတော့ခေါင်တိုင်လမ်းကွဲမှာခေါင်တိုင်ဘက်ကိုချိုးသွားတယ်လမ်းနောက်တလမ်းကကျတော့အခုကျွန်တော်တို့သွားမယ့်လမ်းပထမဆုံးရွှေညောင်ရွှေညောင်ပြီးတော့မှညောင်ရွှေညောင်ရွှေရမှာအင်းနေကိုရောက်မှာအဲ့တော့ကျွန်တော်တို့ရွှေညောင်ရောက်တဲ့အခါကျတော့ညာဘက်ကိုချိုးတယ်ချိုးပြီးတော့တိတ်တိတ်ဆက်မောင်းလာတဲ့အခါကျတော့အင်းလေးကိုရောက်ပါပြီကျွန်တော်တို့ကတော့ဆက်လီငှားထားတဲ့အကိုကြီးနဲ့ကြိုပြီးတော့ဖုန်းကွန်တန့်လောက်ထားဖြစ်တဲ့အတွက်သူကညောင်ရွှေဆိုင်းပုတ်မှာလာပြီးတော့ကြိုပါတယ်ပြီးတော့သူ့အိမ်ကိုခေါ်သွားပါတယ် ကျွန်တော်တို့ကားကိုတော့အဲဆက်လီငှားတဲ့အိမ်ရဲ့ခြံဝင်းထဲမှာပဲရက်ခဲ့ပြီးတော့အခုကအင်းနဲ့ကိုလှေးနေသွားမှာပါဒီမှာလှေးစီးဖို့ကြတော့အိမ်ရဲ့အနောက်ဘက်ကိုသွားပြီးတော့စီးရတာကျွန်တော် Google Map ကိုကြည့်လိုက်တဲ့အခါကျတော့ဒီမှာအိမ်တိုင်းရဲ့အနောက်ဘက်မှာအဲ့လိုချောင်းလေးတွေရှိတယ်အဲ့ရမှာကျွန်တော်တို့လှေးစီးပြီးတော့ဟိုးအင်းလေးကန်တဲ့ကိုသွားမှာအခုတစ်ခေါက်ကတော့ကျွန်တော်တို့နှစ်ယောက်သေးဆိုတော့ဒစီးငှားလိုက်တယ်9000ပေးရတယ်အခုကျွန်တော်တို့စပြီးတော့ထွက်ပါမယ် ကျွန်တော်တို့ကဆက်လီဘောရောက်ပါပြီအခုကဒီနှစ်ယောက်တစီပေါ့နော်နှစ်ယောက်တစီငှားသွားတာကားကိုတော့ဒီဆက်လီဖိုင်ရှင်ကိုရဲ့ဝင်နေပါပဲရက်ခဲ့ပါတယ်အဲ့တော့သူအိအနောက်ဖေးကနေပြီးတော့အခုစပြီးတော့ထွက်มาဖြစ်ပါတယ်အခုအိအနောက်ဖက်ကနေစထွက်လာတဲ့ချောင်းတစ်လျှောက်ကတော့သူတို့ဆက်မမောင်းသေးဘူးလက်နေပဲလှော်တယ်ဒီနေရာတော့အင်းလေးရဲ့ဆက်လီခိတ်လို့ပြောရမယ်အိမ်တိုင်းအိမ်တိုင်းရဲ့အနောက်မှာရက်ထားတဲ့ဆက်လီတွေကမနေဘူးပဲ ကိုကတော့ခီးတွေပါတဲ့ကာလမို့လို့ပေါ့နော်ခီးတွေကြတဲ့အခေါက်ဆိုလို့ရှိရင်ဒီဆက်လေလေးလောက်တော့မလောက်ဘူးပြောတယ်အခုကျွန်တော်တို့ဒီအိမ်လေးရဲ့နောက်ဖေးကချောင်းလေးတန်းရအတိုင်းနောက်ပြန်ထွက်လာပြီးရဲ့ခါကျတော့ကန်ဘက်ကိုဦးတည်ပြီးတော့ဆက်နှိုးလိုက်ပါပြီဒါဆိုရင်အခုကျွန်တော်တို့အင်းတွေကိုလှေနဲ့စပြီးတော့ထွက်ပါပြီဒီမှာစပြီးတော့ထွက်တာနဲ့အင်းတွေကိုတန်းရောက်တာမဟုတ်ဘူးဒီလိုမြစ်လိုမျိုးလက်တံအရှိအကြီးမှကျွန်တော်မောင်းသွားသေးတယ်အဲပြီးတော့မှအင်းတွေကိုရောက်သွားတာပေါ့နော် ျွန်တော်အင်းနဲ့ကိုသွားမယ်ဆိုရင်တခုလေးပြောချင်တာကခလီမထွက်ခင်ငှက်စာတို့ရွှေဆိုင်တို့ရောင်းကြပါတယ်အဲ့လိုရောင်းတဲ့အထင်းမှာဆိုရင်ငှက်စာတော့ဝေွားလို့အဆင်ပြေပါတယ်လမ်းမှာငှက်ကလေးတွေတွေ့တယ်လေပေါ်မှာကျွေးသွားလို့အဆင်ပြေတယ်ရွှေဆိုင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အင်းနဲ့မှာလူအသွားများတဲ့ဖျားနှစ်ဆူရှိတယ်အင်းလေးဖောင်တော်ဦးနဲ့အလူတော်ပေါ့အင်းလေးဖောင်တော်ဦးဖျားတော့အခုနောက်ပိုင်းရွှေချလို့မရတော့ဘူးဒါပေမဲ့အလူတော်ပေါ့ဖျားမှာရွှေချလို့ရတယ်ရတယ်ဆိုပေမဲ့အလူတော်ပေါ့ဖျားကြတော့လေပြင်ပရွှေချလို့မရဘူး အဲ့တော့ကျွန်တော်တို့ရွှေတိုင်းနေကြိုးဝဲသွားမယ်ဆိုရင်သူရှိရအလှူကံဘုံတွေပဲထည့်ခဲ့ရတယ်။အဲဒါကြောင့်ကိုယ်တိုင်ရွှေတင်ငန်းကတ်ချင်နေဆိုရင်တော့ဖရားရောက်မှဝယ်ဖို့အကြံပေးပါတယ်။အဲဒီထဲမှာနေဖမ်းတာအရင်ကျွမ်းတယ်ဆိုတော့ဒီထဲမှာနေဖမ်းတာရေပေါ်တော့မကြောက်အစာအုပ်ဇင်းရောစားအိစာကလေးခွေကျွန်တော်စာကလေးခွေရဲ့ပေါက်ပေါက်ဆုပ်ရဲ့သူတို့ပေးလိုက်တယ်ပေါက်ဆုပ်တော့ငါးစာချင်တာပဲကျွန်တော်တို့ဒီအင်းလေးကိုလာရတာကြိုက်တဲ့အချက်ကလေလှေစီးရတယ်ပါတယ် တော့ဒီဗီဒီယိုထဲမှာရိုက်ပြဆိုလို့ရှိရင်ပြင်းစရာကြီးပေါ့နော်ရှုကင်းတယ်ဒါတွေကြီးပဲရေပြင်ထဲမှာပြတောင်လေးကြီးပဲတကယ်ဖီလင်းအကြောင်းဒီလေစီးရဲ့ဖီလင်းကိုရိုင်လာမပဲဒီခန်းစားချက်လေးကိုရပြီပေါ့နော်ကျွန်တော်အခုသွားတဲ့အချိန်မှာတော့လာလဲလူတော်တော်နေတယ်အင်းထဲမှာလေကိုရှင်းနေရပဲခကြီးတဲ့လေဆိုလို့ရံပန်ရံကဘေးကဖြတ်သွားရဲ့တစည်းစာနှစ်စည်းစာပဲတွေ့တယ်ကျွန်တော်ဒီတစ်ခေါက်အင်းလေးကိုလာလေတဲ့အချိန်က2025နိုဝင်ဘာအလီလောက်ပေါ့အရင်အခေါက်တွေကျွန်တော်အင်းလေးကိုရောက်တော့မှတ်မိနေတာက ဒီအင်းထဲမှာဆိုရင်ယာတီယူတို့ကပူတယ်လေပဲတိုက်နေတာပူပူအိုက်အိုက်ကြီးအဲ့တော့ဒီတစ်ခေါက်လည်းပူမယ်ဆိုပြီးတော့အနှွေးတွေပါအကုန်ကားပေါ်မှာထားခဲ့တာလေလဲဆထွက်ကောအရန်ကိုချမ်းတာပဲအိမ်ထဲမှာကျတော့လေနေကာဖို့အတွက်ဟူဒီပပလေးပဲယူခဲ့တာအဲ့တော့အဲ့ဒါလေးကိုဝစ်ပြီးတော့ပဲအချမ်းလုံအောင်လေးရတယ်အဲ့တော့ကျွန်တော်မာဂျင်နာက ယ်လို့အင်းလေးကိုဒီကာလလာမယ်ဆိုရင်မနေ့ပိုင်းအင်းနဲ့ဆင်းမယ်ဆိုတော်တော်အေးပါတယ်။အနွေတဲ့ထူထူလေးပိုင်းပိုအဆင်ပြေပါတယ်။တော်တော်အေးတယ်ပေါ့နော်။ဟိုဘာသွားနေနေချမ်းတက်လာလို့အဲဒီအစဒီအတွေ့တဲ့လေးနဲ့နေကာဟုတ်တော့ပဲယူလာတာပါပါလေးတွေ။ဒါပေမဲ့အေးတာမနေနိုင်ထုတ်ပြရတာပဲ။အဲဒီတည်းလူတွေကသိပြီးသားနေမှာပေါ့နော်။ကျွန်တော်တို့ကမသိဘူး။အရင်ရောက်ဘူးတော့ပူတော့အဲ့လိုပဲပူပဲတင်လို့။ဒီလိုချမ်းတက်ဆိုင်ညာပဲ။နောက်တော်သေးတယ်။ ဘိုးရိတ်လေးနည်းနည်းကင်းသွားပြီပေါ့နော်အနေနည်းနည်းပြန်ထွက်လာပြီနောက်ဆိုဘိုးကရွာလို့တော့အဲမစားတော့ဘူးဒီနှစ်ကမိုးထွက်တာတော်တော်နောက်ကျရေပြောရမယ်ကျွန်တော်တို့ကလောရောက်တော့ကလည်းမိုးရွာတယ်အခုအင်းနဲ့ရောက်တော့လည်းမိုးတွေကိုအုံမှိုင်းနေတာပဲမရွာအောင်လို့တော့ဆူတောင်းနေရတယ်ဒါအင်းနဲ့မှငါးဖမ်းနေကြတာဒါကြတော့ငလျင်တော့ကပြူသွားတဲ့ဟိုတယ်တစ်ခုပဲကြည့်ရတော့ပြန်မဆောက်ဖြစ်ဘူးလားမသိဘူးအခုထိတော့ဒီတိုင်းပဲတွေ့နေတယ် အခုအင်းထဲမှာကျွန်တော်တို့ဆက်လီစီယာလိုက်ပို့ပေးခဲ့တဲ့နေရာလေးတွေကိုပြန်ပြီးတော့ပြောပြသွားပါမယ်။အရင်ဆုံးကျွန်တော်တို့ကိုလက်ဆောင်ပစ္စည်းဆိုင်ကိုအရင်လိုက်ပို့တယ်။ပြန်တဲ့အခါကျတော့ဒီဘက်ကိုမရောက်ဖြစ်တော့ဘူးလို့အရင်ဝင်ပို့ရလို့ပြောပါတယ်။ပုံမှန်လင်းလင်းပြောရရင်တော့ဒီအင်းထဲကဆိုင်ကြီးကဈေးအနည်းငယ်များပါတယ်။ကျွန်တော်တို့လည်းရောက်တုံးရောက်ခိုက်အမှတ်တရအနေနဲ့ရော ဒီအင်းတွေကလူတွေကိုအားပေးခြင်းနဲ့အတွက်သာဝင်တာဖြစ်ပါတယ်။အဲဒါကြောင့်ကိုကဈေးဝယ်ဖို့အစီအစဉ်မရှိဘူးဆိုရင်တော့ဆက်လေးစီရအောင်ဒီလိုဆိုင်တွေကိုလိုက်မပို့ခိုင်းတာတော့ပိုကောင်းပါတယ်။နောက်ပြီးရောက်သွားရင်ကျတော့အနည်းနဲ့အများဆိုသလိုအားနာပြီးတော့ဝေးပြစ်တယ်ပေါ့နော်။ဒါပေမဲ့ဒီဆိုင်ကြီးရဲ့ကောင်းတဲ့အချက်ကအထင်းမှာအထင်းတော်တော်လေးကိုစုံနေ။နောက်ပြီးတော့အတင်းထိုးရောက်တာမျိုးမရှိဘူး။ဒါတော့ကိုယ်စိတ်ကြိုက်ပေါ့နော်။ဝေလေးရတယ်၊မဝေလေးတော့ရပါတယ်။ကျွန်တော်ကဆိုင်ရနေတော့ဟိုအိတ်ကလေးတစ်လုံးအားပေးခဲ့ပါတယ်။ခုထပ်သွားမယ့်နေရာတော့ရကန်းယုံကိုတွေ့ကြည့်မှရဖြစ်ပါတယ်။ ျင်ကအင်းထဲမှာဆိုရင်ခကြီးတွေများတော့တွားတဲ့လှေတွေကအရင်များတယ်အဲ့လှေတွေကရေလိုင်းကကိုယ်လာရိုက်လို့ရှိရင်စီးရပိုကောင်းတယ်လူး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 လေးပေါ့ခုကတော့ခကြီးတွားလဲနေတော့လှေလဲအတွားလာနေတယ်ပေါ့နော်ခုလိုမျိုးဘေးကဖြတ်သွားတဲ့လှေတွေတွေ့လို့လှိုင်းလူးမှာပဲဒီအကြောင်းလေးကိုတွားပြီးတော့တတိကြတယ်ဒီအင်းထဲမှာတော့တဏျာနဲ့တဏျာကိုလှေနေပဲတွားကြရပေါ့နော်ဒီပြင်မှာကြတော့ကားလန်းလို့မဟုတ်ဘူးပေါ့နော်ကျွန်တော်တော့ဘယ်နှခေါက်ရောက်ရောက်ဘယ်နှားရောက်နေရဲဆိုတော့မမှတ်မိဘူး ။အဲ့ဒါနဲ့လှေစီအောင်မေးကြည့်တယ်ဒီလမ်းတွေကိုဘယ်လိုမှတ်ထားလဲပေါ့နော်။ तू ကတော့ဒီတိုင်းပဲမှတ်မိနေရလို့ပြောတယ်။နေကင်းမဟုတ်ဘူးတဲ့ညဘက်သွားရင်တော့မှတ်မိရအလွတ်ရရတဲ့။ကဲအခုနောက်တနေရာတော့ရောက်ပါပြီ။ဒါကတော့ရက်ကန်းယုံပါ။ဒီမှာကျွန်တော်တို့ရက်ကန်းရက်နေတာကိုဝင်ကြည့်မယ်ပေါ့နော်။ကျွန်တော်နဲ့အတူတူလက်ခဲ့ပါအောင်။ဒီဆုံးဒါကတော့လက်ဆောင်ပစ္စည်းတွေရောင်းနေနေရပါဘော ရောက်ဖက်မှာကျတော့ရကန်းယုံကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့ရကန်းရက်တရာနှစ်ယောက်ပဲတွေ့ရပေါ့နော်ဒီမှာတော့အစင်နဲ့ရက်နေတာနောက်ဒီဘက်မှာကျတော့ဗျောင်ရက်နေတာရကန်းရက်တာဒီလက်ကတွေဆွဲယုံနေမဟုတ်ဘူးခြေထောက်ကလည်းနေနေရသေးတယ်ပေါ့နော်တေချာတော့နားမလည်ဘူးဒါပေမဲ့ကြည့်လို့တော့တော်တော်လေးကိုကောင်းတယ်စီးကြက်ကြက်ကြက်နေနေရပေါ့နော်ဒီနေရာမှာကိုယ်ဆိုရင်တော့တောင်းနေလိုက်မြောင်းနေလိုက်ကိုဖြစ်နေမှာ ျွန်တော်ရကန်းယုံကနေတော့ဘာမှမဝဲပြခဲ့ဘူး။ဒါပေမဲ့အပြန်မှာတော့ဒီလာရောက်နေလေယာဉ်နေဒွင်းဩဇာအားပေးခဲ့ပါတယ်။အခုဆက်သွားမယ့်နေရာကတော့အင်းလီကန်ရဲ့ဟိုးအဆုံးမှာရှိတဲ့ဘလူရောပေါက်ဖရားဦးပဲဖြစ်ပါတယ်။ရှိမှာတော့ဘလူရောပေါက်ဖရားဦးရောက်ပါပြီ။ဘလူရောပေါက်ဖရားကတော့အခုကျွန်တော်တို့လှေပေါ်ကနေလှမ်းမြည်နေရတဲ့အခုထီးပြန်တင်းနေတဲ့ဇီဒီကဘလူရောပေါက်ဖရားဖြစ်ပါတယ်။လူတော်ပေါက်ဖရားလိုလူတီများကြပါမိမယ်တကယ်တော့ဖရားရဲ့ဘွဲတော်က၄မျိုးရှိပါတယ် အင်းဖျားစီသည်ရေဒနာစီသည်ဖလားမောက်စီသည်အလိုတော်ပေါက်စီသည်လို့လေးမိရပါတယ်ဒီလိုတော်ပေါက်စီသည်ဟာတိရီဓမ္မတော်ကမီးရေဇီတီပေါင်း8400နဲ့တစုအပါဝင်ပဲဖြစ်ပါတယ်တိရီဓမ္မတော်ကမီးဟာဒီဖျားမှာဓာတ်တော်နှစ်စုကိုထာပနာပြီးတော့အင်းဖျားလို့ဘွဲတစီကတ်ခဲ့တယ်နောက်ပိုင်းမှာတော့အနော်ထာမီးရဆက်လက်ပြီးတော့ပြုပြင်တယ်လောင်းစီသူမီးလက်ထက်ရောက်တဲ့အခါကျတော့လောင်းစီသူမီးကတိုင်းငန်းလှဲ့လေနေဒီဖျားရှိတဲ့ဂုံးကိုရောက်တဲ့အခါမှာဂုံးကตาရတဲ့အတွက် ဇီးတီခြင်းတဲ့စိတ်ဖြစ်ပေါ်လာပါတယ်။အဲ့လိုဇီးတဲခြင်းစိတ်ဖြစ်ပေါ်လာတဲ့အတွက်စုံစမ်းလိုက်တဲ့အခါမှာတော့ဒီစီးတီအဟောင်းတွေ့တဲ့အတွက်ရေနာစေပါစီထားတဲ့ဖလားကိုမှောက်ပြီးတော့အထိတ်ထန်လိုက်တဲ့အခါမှာဖလားထဲမှာဓာတ်တော်တွေကိန်းခွေပြီးတော့ပါလာပါတယ်။အဲ့ဓာတ်တော်တွေကိုပဲဒီစီးတီမှာထာပနာပြီးတော့ ठी ရောအတိတ်တင်ပြီးတော့ရေနာစီးတီဆိုပြီးတော့ဘွဲအတိတ်ဆက်ကတ်ခဲ့ပါတယ်။ကျေနာစေပါစီထားတဲ့ဖလားကိုမှောက်ပြီးတော့အဓိဋ္ဌာန်ခဲ့တဲ့အတွက်လေဖလားမှောက်စီသည်လို့လည်းခေါ်ကြတယ်။နေရပတိစီသူမင်းလက်ထက်မှာတော့ဒီဇေဒီအဟောင်း စုံစမ်းပြီးတော့ပြန်ပြုတ်ပြင်ခဲ့ပြီးတော့နောက်ဆုံးမှာလိုတော်ပေါက်လို့ဝေဆက်ကတ်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အခုလိုက်ပြီးတော့ဖူးမြော်နေတဲ့ဖရားရတော့လိုတော်ပေါက်ဇီဒီရဲ့အောက်မှာရှိတဲ့အဆောင်ထဲမှာတည်ထားတဲ့ဖရားတွေပဲဖြစ်ပါတယ်ဒီအဆောင်ကြီးကတော့မုတ်ပေါက်၄ခုရှိပြီးတော့မုတ်ပေါက်တစ်ခုစီမှာဖရားတစုစီကိုဖူးတွေ့ရပါတယ်ဖရားစင်းတို့တွေထုလုပ်ထားတဲ့ပုံတွေကတော့တစုနဲ့တစုလက်ရကွဲပြားပါတယ် တော်ပေါင်းဖရားကနေလေးလေစာစားဖို့သွားနေပါပြီလေးလေစာစားပြီးရေးလေးလေဖောက်တော်ကိုသွားဖို့ပေါ့နော်ကိုကတော့ရွှေချာဝင်းဆိုင်မှာစားပါရဖြစ်ပါတယ်ဒီရွှေချဝင်းစားတော့ဆိုင်တော်တော်လေးကိုကြည့်တယ်။အဆောင်ကဟိုးဘက်မှာလည်းတဆောင်ရှိသေးတယ်။ကျွန်တော်တို့သွားတဲ့အချိန်ကတော့ခီးတွေတော်တော်ပါတဲ့အချိန်ဖြစ်တော့ဆိုင်ကလူတော်တော်ရှိနေတယ်။ဒီစားတော့ဆိုင်အင်းထဲမှာဆိုတော့ဈေးကြည့်မယ်ထင်တာ။ဒါပေမဲ့ဈေးတော်တော်တက်တာလေ။ကလောနဲ့ရှိရင်ပေါ့ ဟင်းအမေလေးတော်တော်ဆုံနေပါတော့ကျွန်တော်တို့တော့ထမင်းကြော်ရေထမင်းပေါင်းရေငါးထမင်းနေမှာစားခဲ့ပါတယ်အရသာလည်းမဆိုးစားလို့ကောင်းတယ်လို့ပြောရမယ်ဒီအင်းထဲမှာတော့ထမင်းစားဖို့ဆိုရင်ထမင်းဆိုင်လှေဆရာခေါ်ရဲစီလိုက်သွားတာဘေးဆိုင်နေကောင်းလဲကြတော့ကိုလည်းတိချာမသိဘူးအဲ့တော့တခါတလေကြတော့ဂျင်းမိတယ်ဒီတစ်ခေါက်ဆိုင်လေးကတော့ဈေးရောအရသာရောတော်တော်လေးကိုအဆင်ပြေခဲ့ပါတယ် အခုကျွန်တော်တို့နေလေစာစာပြီးသွားပါပြီ။ဖောင်တော်ဦးဖေရကိုသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အခုဆက်ပြီးတော့သွားမယ့်နေရာတော့အင်းလေးကိုလာတဲ့အဓိကရွယ်ချက်ဖြစ်တဲ့ဖောင်တော်ဦးဖေရကိုသွားဖူးမှာဖြစ်ပါတယ်။

ဖះမှာလာဖူးတဲ့လူတွေတော်တော်လေးကိုများပါတယ်။အင်းလေးဖောင်တော့ဖះတမန်ကတော့အားလုံးလေးတည်ပြီးသားဖြစ်မှာအရင်လေးရှိသွားမှဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာထည့်မပြောတော့ပါဘူး။ comment မှာ Telegram link လေးချပေးထားပါတယ်။အဲ့ link ကနေဖះတမန်အောင်ပြီးတော့ဖတ်လို့ရပါတယ်ခင်ဗျာ။ဒါကတော့ဖះလှည့်တဲ့အခါမှာအသုံးပြုတဲ့ကရဝိတ်ဖောင်ထားတဲ့အဆောင်ကြီးပါ။အခုအင်းလေးဖောင်တော့ဖျောက်ဖူးပြီးသွားပြီဆိုတော့ကျွန်တော်တို့အင်းလေးကိုလာတဲ့အဓိကရည်ချက်ကတော့ပြီးမြောက်ပါပါပြီ။ ကျွန်တော်တို့သွားတဲ့အချိန်ကတော့ခီးစင်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး data ကန်စည်းတဲ့တွေကိုတော့ကြုံရင်ကြုံသလိုမျိုးအားပေးခဲ့ပါတယ်ဖရားပြန်ထွက်လာတဲ့အခါမှာတော့ဆက်လီစီယာကျွန်တော်တို့ဖောင်တော်ဖရားပင့်နဲ့ကရွေးဖောင်တော်အရှိတ်ကိုလှေနဲ့ပတ်မောင်းပြီးတော့ပြပေးပါတယ်ကျွန်တော်ဖရားကနေပြန်ထွက်လာတဲ့အချိန်မှာတော့နေ့လယ်၁၂ခွဲလောက်ဖြစ်သွားပါပြီရာသီဥတုကလည်းတော်တော်လေးကိုတာယာသွားပါပြီအခုကဆက်ပြီးတော့ဗဒောင်လူမျိုးတွေရှိတဲ့လက်ဆောင်ပစ္စည်းဆိုင်တခုသွားမှာဖြစ်ပါတယ် ီဆိုင်မှာပထောင်လူမျိုးမြေးဖွားနှစ်ယောက်ရှိတယ်။သူတို့နဲ့အမှတ်တရဓာတ်ပုံတွေပါရိုက်လို့ရတယ်။ကျွန်တော်တို့အဲ့ဘက်ကိုမသွားခင်အရင်ဆုံးဆိုင်ထဲကိုဝင်ပြီးတော့ဆိုင်ရရောင်းတဲ့ပစ္စည်းလေးတွေကိုအရင်လိုက်ကြည့်ပါမယ်။ဒီဆိုင်ကကျတော့အရင်ရှိရဝင်ခဲ့တဲ့ဆိုင်လိုမျိုးအထည်တွေအထူးကရောင်းတာမဟုတ်ပဲねဒီလိုမျိုးရှင်ဟောင်းလက်ရာလေးတွေကိုရောင်းတာပေါ့နော်။ဟိုးရှိရှိတော့လက်ရာလေးဖြစ်တဲ့အတွက်ဈေးရလေးတစ်ခုတစ်ခုကိုသေးမှာတော့မဟုတ်ပါဘူး။ကဲလို့ရှင်ဟောင်းပစ္စည်းတွေသဘောကြတာမျိုးဆိုရင်တော့ဒီလိုဆိုင်မျိုးကိုလာတဲ့နေလို့ကျွန်တော်အကြံပေးချင်ပါတယ်။ ဆိုင်ရဲ့ဒီထွက်ဖက်အချမ်းမှာတော့ပထောင်လူမျိုးအဖွားနဲ့သူမြင်းနဲ့ထိုင်နေကြတယ်ပေါ့နော်။ရောက်တုံးသူတို့နဲ့တွေ့ပြီးတော့တပ်ပုံရိုက်လို့ရတယ်။ပထောင်ယူရနဲ့ပတ်သက်ပြီးတော့တီးချင်တာလေးမေးလို့ရတယ်။နောက်ပြီးတော့သူတို့ရက်တဲ့အထည်လေးတွေကိုအားပေးလို့ရပါတယ်။နောက်ပြီးတော့ဒီမှာတိုင်းသားဝစ်စုံဝစ်ပြီးတပ်ပုံရိုက်ချင်လေရိုက်လို့ရတယ်။သူတို့လယ်ဘေးမှာတကယ်ဆွတ်တဲ့ခြေကွင်းတွေကိုလည်းပြထားတယ်။ခြေကွင်းတွေကလုံးဝအလေးကြီးပဲ။ကျွန်တော်တို့လည်းအမှတ်တရတပ်ပုံရိုက်ပြီးတော့ ဘောကြတဲ့တပည့်လေးတစ်ထည့်အားပေးခဲ့ပါတယ်ကျွန်တော်တို့အခုအပြန်နောက်ဆုံးလေဖို့တနည်းအားကြံပါသေးတယ်အဲ့ဒါတော့ကြောင်းကုန်းကြောင်းပါအင်းနဲ့မှာလျှောက်လေတာလေတဏျာပြီးတဏျာသွားတာလေလေးတဲ့အပိုင်းပေါ့နော်အဲ့တဏျာနေတဏျာအကူကိုလှေစီးရတာလေတော်တော်လေးကိုအရသာရှိပါတယ် အင်းနဲ့မှာတော့လေးစရာနေရာမြန်မာစသားမရှိပေမဲ့ဆက်လီစီရတော့သဘောကျတဲ့အတွက်ကျွန်တော်ကတော့တောင်ကြီးကိုရောက်ရင်လည်းအင်းလေးဘက်ကိုမြေးလာလေးဖြစ်ပါတယ်အခုကတော့ကြောင်ခုံကျောင်းကိုရောက်ပါပြီဒီကြောင်ခုံကျောင်းလို့လူတီများတဲ့ကျောင်းရဲ့မူရင်းနယ်မြေကတော့ငဖယ်ကျောင်းကျောင်းပဲဖြစ်ပါတယ်ဒီကျောင်းဟိုတော်ဝန်မှာငါဖမ်းလို့မရအောင်အဲ့တော့ဒီကျောင်းထဲမှာငါအကြီးကြီးအများကြီးရှိတယ်ကျွန်တော်တို့ပထမငှက်စာဝယ်တော့ပါလာတဲ့ပေါက်ပေါက်လေးတွေကဒီမှာငါးစာကျွေးဖို့ပဲဖြစ်ပါတယ် ီเจ้าမှာကြောင်လေးတွေရှိနေတုံးပဲအဲ့မှာငါးစာကျွေးနေနေကြောင်လေးတကောင်ကထူးထူးဆန်းဆန်းပေါက်ပေါက်လာတောင်းစာတယ်ပထမတော့အမှုမဲ့အမှန်ပဲပဲငါးစာကျွေးနေဘောင်မော်ကြတဲ့ပေါက်ပေါက်တွေကိုလိုက်ကောက်စာလို့ကျွေးကြည့်ော်မှာပေါက်ပေါက်စာမှန်တည်တာဒီเจ้าကြီးကအရန်ကိုကျေတယ်အထဲမှာလည်းတန့်ရှင်းနေရပဲပြီးတော့ရှီဟောင်းလက်ရာတွေကလည်းအပြည့်ပဲပေါ့ဒီเจ้าမှာအခုလိုမျိုးဖျားတွေ ရှီဟောင်းလက်ရာတွေကိုထိမ့်သိမ့်ထားတာနှစ်ပေါင်း180ကျော်ပါပြီဒီကျောင်းကြီးကိုတက္ကသိုလ်1205ခုနှစ်မှာညောင်ရွှေစောပွားကြီးစာစောမောင်နဲ့နေသူနေသားတွေကဆောင်းလုပ်လူတန်းခဲ့တာဖြစ်ပါတယ်ဒီကျောင်းကြီးကပေ180ရှည်ပြီးတော့ပေ120ကျေတယ်ကျောင်းတီဆောက်ထားတဲ့တိုင်လုံးပေါင်းက654တိုင်ရှိတယ်လို့သိရတယ်ကျောင်းခုံကျောင်းလိုနာမည်တွင်လာတော့အရင်ကဒီကျောင်းမှာကျောင်းလီမာလေးတွေရှိတယ်အဲဒီကျောင်းလီမာလေးတွေကိုကျိုးဝင်းခုံခိုင်းနေတယ်ကျောင်းခုံကျောင်းဆိုပြီးတော့လူတီများလာတာ ဒါပေမဲ့ဒီကြောင်ရဲ့အဓိကရည်ရွယ်ချက်ကကြတော့ရှေဟောင်းအမွေနှစ်ပစ္စည်းတွေကိုလေးလာစီခြင်းတာပေါ့နော်ဖျားဖူးတွေကလည်းဒီကြောင်ကိုရောက်တဲ့အခါကျတော့ရှေဟောင်းဖျားတွေဖူးဖို့ထဲအဲဒီကြောင်လေးတွေခုံတာကြည့်ဖို့ပဲပို့ပြီးတော့စိတ်ဝင်စားတယ်ပေါ့နော်အဲဒါကြောင့်မူလရည်ရွယ်ချက်ဖြစ်တဲ့ဒီရှေဟောင်းအမွေနှစ်တွေနဲ့ရင်ကျေးမှုလက်ရာတွေကိုအဓိကထားအောင်လို့နောက်ပိုင်းမှာတော့ကြောင်လေးတွေခုံပြတာကိုရက်လိုက်တယ်လို့သိရပါတယ်ဒီကြောင်ကတကယ်ကိုအကျေကြီးပဲရည်ထဲမှာကိုဒီလောက်အကြီးကြီးဆောက်ထားတာတော်တော်အံ့ဩဖို့ကောင်းပါတယ် ကြောင်ခုံကြောင်ကတော့နောက်ဆုံးခရီးစဉ်ပဲဖြစ်ပါတယ်ကျွန်တော်အခုအေးလေးမှလဲလို့ပြီပါပြီပြန်မတော့မယ်တတဒီနေ့ကတော့ကျွန်တော်တို့အင်းလေးမှလဲတဲ့ခရီးစဉ်ပြီပါပြီအခုကျွန်တော်တို့ပြန်မတော့မယ်အင်းလေးမှတကယ်လဲမယ်ဆိုလို့ရှိရင်အချိန်ကနေတစ်ပိုင်းပဲကြာပါတယ်အဲဒါကြောင့်အင်းလေးကိုလာလဲမယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာတော့မနေ့စောစောလေးထွက်လာပြီးတော့အင်းလေးကိုရှစ်ခွဲလောက်ရောက်ပြီဆိုရင်အဲ့ဒီအချိန်လောက်ကစလေမနေ့စောစောနေလဲမပူသေးတဲ့အတွက်လဲရလေးပဲပြင်မအောင် နောက်ပြီးတော့နေကင်းလောက်မှရင်အင်းထဲမှာလေလို့ပြီးသွားတဲ့အတွက်အင်းလေးကအပြန်ဝင်ကျင်တဲ့နေရာလေးရှိရင်လည်းဝင်လေလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက10နာရီ17နာရီလောက်မှအင်းထဲရောက်ပြီးတော့အဲ့ဒီအချိန်ကြာမှစလိမ့်မယ်ဆိုရင်တော့နေကင်းတောက်လျှောက်နေမှုတဲ့အတွက်လေရတာပြင်မဲ့ပါလိမ့်မယ်ဒီအချိန်လာတဲ့လူတွေကအသားမဲပါပေါ့နော်အသားမဲခြင်းတော့မနေ့ဆောဆောလာပါဒီနေ့ vlog လေးကတော့အင်းလေးသွားလိမ့်မယ်လူတွေအတွက်တစ်စိတ်တစ်ပိုင်းအထောက်အကူဖြစ်မယ်လို့ယူဆပါတယ်ခင်ဗျာ ကျွန်တော်ကားစီတဲ့ဆက်လီဆရာရဲ့ဖုန်းနံပါတ်လေးကိုတော့ကျွန်တော် comment မှာမှတ်ပေးထားပါတယ်။တခြားသိချင်တာလေးရှိရင်လည်း comment မေးခဲ့လို့ရပါတယ်ခင်ဗျာ။နောက်ဘလော့တွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။